ဟုတ်အားလုံးပဲမင်္ဂလာပါမတော်ခင်းမေပေါ့နော်မမတားလေးတယောက်ရှိတယ်မတားလေးကအခုစဉ်9နှစ်ပေါ့နော်အဝါကင်မန်ပေါ့အလုပ်တစ်ဖက်နဲ့မိကလေးကိုထိန်းချောင်းရဲ့ဟိုနေရာနဲ့မိမေပေါ့နော်အမကတော့တမီးလေးရဲ့မိမေဖြစ်လာတာတနှစ်နဲ့17လရှိပြီပေါ့နော်တမီးလေးနာမည်ကတော့မူရာမီပါ အမကကူးလေးမိမိဖြစ်တာနှစ်နှစ်ရှိသွားပြီပေါ့နော်ကကူးလေးမွေးထားနှစ်နှစ်ရှိသွားပြီဆိုတော့အမသမီးလေးရဲ့နာမည်ကကူးဝီထောမှာအမတို့ကကရင်နေဆိုတော့သမီးလေးကိုကရင်နာမည်လေးလည်းပေးထားတယ်နာမည်လေးကဝဝဖော်ပါမင်္ဂလာပါအမကတော့ရှေဘိုးလေးရဲ့မိမိပါမိခင်ဘွားရောက်တာဆိုလို့ရှိရင်အခုဆိုရင်လေးနှစ်ရှိသွားပြီပေါ့နော်အမရဲ့သမီးလေးရဲ့နာမည်ကတော့ချွန်းရတီကိုလို့ခေါ်ပါတယ် အိမ်နောက်ကြတာပေါ့နော်အမလည်းနည်းနည်းနောက်ကြတယ်ဆိုတော့တမီးကိုဟောစားတဲ့ဟိုကအိမ်နောက်ပြုတဲ့ဟိုကတမီးလေးတွေကလေးတွေလိုချင်တာပေါ့နော်လိုချင်တော့အဲ့ဒါအမတို့နည်းနည်းနောက်ကြမှကလေးရလာတာဖြစ်တော့ပေါ့တမီးမရခင်လေဟိုကကိုကတမီးလေးလိုချင်တာဖြစ်တဲ့အတွက်ဒီတမီးလေးကိုကိုဝင်ဆောင်ပြီးလို့စသီးတဲ့နေ့တွေရစပြီးတော့ပေါ့နော်တမီးလေးအတွက်ဟိုပို့ပြီးတော့ဟိုပျော်ရွှင်ရတယ်ပေါ့တမီးလေးရှိပြီဆိုတဲ့ပုံစံမျိုးတည်တာနေတယ်ပဲဝမ်းသာခဲ့ရတယ်ပေါ့နော် မကလေးလေးမွေးပြီးတော့အဲဝီဂန်နေမှာပေါ့နော်ကလေးလေးထွက်လာပြီဆိုတော့ဆရာဝန်ကအမအမပြတယ်အမသမီးလေးပေါ့ အဲ့အမသမီးလေးကိုကြိတ်လိုက်တယ်။အဲဒါပေမဲ့အဲ့ချိန်နဲ့အမကတိတ်ပြီးတော့မခံစားရသေးဘူး။ပြီးတော့သမီးလေးကိုကင်ကြီးပါ။ဘာညာဆရာမကပြောတော့မှသမီးလေးကိုကင်ကြီးလိုက်သေးတယ်။အဲ့ချိန်နဲ့အမတိတ်ပြီးတော့ဘာမှမဖြစ်သေးဘူး။ဒါပေမဲ့ဆရာမထပ်လာပြောတယ်။ကလေးလေးကိုတမိခင်တို့တိုက်ပါလား။ဟိုဟာနိုဘူးတိုက်ပါဆိုအမကကျမမိခင်တို့တိုက်ပါပါ။ဒါဆိုရင်တိုက်ပေးပါတဲ့ဆက်ဆောက်ခြင်းဆိုအမအဲ့ချိန်မှာကလေးလေးကိုကိုယ့်ရဲ့နှုတ်ကိုစတိုက်လိုက်တဲ့အချိန်မှာပဲကလေးနဲ့ကိုယ်နဲ့အမထိတွေ့လိုက်ရပြီပေါ့။အဲ့ချိန်မှာအမ မိခင်ဘဝကိုစပြီးတော့ခံစားလိုက်ရပြီ။အော်ငါကလေးလေးမွေးထားပြီးပြီပဲ။ကလေးလေးကို노တိုက်နေရပြီဆိုတော့ငါမိခင်တယောက်ဖြစ်သွားပြီပေါ့။အဲ့ဒီချိန်မှာမကိုကိုကိုမိခင်လို့သတ်မှတ်လိုက်ပြီပေါ့။ အရင်ဆုံးတမီလေးရဲ့အာကိုဝင်ရှိတဲ့အချိန်ပေါ့နော်တမီလေးကိုဝင်ရှိတဲ့အချိန်မှာမိခင်တရားဖြစ်တော့မှလားဆိုတဲ့အတွေးလေးနဲ့အတူတူပေါ့နောက်ဆုံးတမီလေးထွက်လာတဲ့အချိန်မွေးခမ်းတဲ့အထွက်လာတဲ့အချိန်တမီလေးမျက်နှာမြင်လိုက်ရတဲ့အချိန်ပထမအဆုံးမှာပေါ့တမီလေးရဲ့မိမိမိခင်တရားဖြစ်သွားပြီဆိုတဲ့အတိတ်လေးရရှိရပါတော့နော် ကိုဝင်ရတဲ့အချိန်လည်းအမခံစားမိခင်တယောက်ဆိုတာကိုအများကြီးခံစားရသေးဘောเนาะပြင်ဆင်မှုရောရှိတာပါကိုသားလေးအတွက် preparation လုပ်တာရှိတယ်ခလေးမွေးလာရင်ငါဘယ်လိုမျိုးပြုပြုစုပြုထားရမလဲဆိုတာမျိုးလေးရောပြင်ဆင်မှုရှိရတယ်ဒါပေမဲ့အများကြီးဘောเนาะမိခင်ငါမိခင်ဖြစ်ဖြစ်ကျဲစိတ်တော်မရှိသေးဘူးနောက်တစ်ခါခလေးမွေးတဲ့နေ့မှာဘောเนาะခလေးမွေးသွားတဲ့အချိန်လည်းဥမဲဆိုရအတန်လေးကြားတဲ့အချိန်လည်းဟောငါခလေးမွေးဖြစ်ဖြစ်ကျဲစိတ်ဒီတစ်ချက်တော်ဝင်လာတာဘောเนาะနောက်ဆုံးမှာတော့အမကိုတရားဝင်နေရနေပြီးတော့အမကိုခလေးလေးပြလာပြီးတော့ဩဒါသမီးရဲ့သားလေးသားလေးမွေးပြီเนาะဆိုပြီးသားလေးကတော့အားလုံးဝင်လက်အင် ာပြည့်စုံတဲ့အကောင်လုံးဆင်ပြေပါတယ်ဆိုပြောလာတဲ့အချိန်မှာတော့အရန်ပျော်ရှင်သွားတယ်ပြီးတဲ့အခါမှာကိုယ့်ကိုယ်ကတော့တဲမင်းမေးလို့ဆိုလေးတိုက်ရွေးပေးပါအောင်ဆိုတဲ့အချိန်မှာကိုယ့်ရဲ့ skin နဲ့ပေါ့နော် clear skin နဲ့ touch ဖြစ်လာတဲ့အခါမျိုးမှာလုံးဝပေါ့နော်ငါမီးခင်ဖြစ်ပြီးမီးခင်လို့ပေါ့နော်သူတိုက်ရွေးတဲ့အချိန်မှာတော့ငါလုံးဝမီးခင်ပေါ်ရောက်သွားပြီးငါသားလေးတစ်ယောက်ကိုအောင်မျိုးစားမွေးဖွားနိုင်ပြီဆိုတဲ့စိတ်လေးကတော့အမှစဖြစ်မိတဲ့အချိန် ခွာခြားရတာပေါ့အများကြီးခွာခြားတယ်။စိတ်ပိုင်းဆိုင်ရာလည်းခွာခြားတယ်၊ရုပ်ပိုင်းဆိုင်ရာလည်းခွာခြားတယ်။နေထိုင်မှုပြည်စုပြည်မှုပြောဆိုတာလည်းကုန်ခွာခြားသွားတယ်ပေါ့နော်။ရုပ်ပိုင်းဆိုင်ရာတော့ဒါမင်းမိတိုင်းမှာပဲပေါ့နော်။ကိုဒီစင်ကာပူကနေပြီးတော့မေရီအမေရိကန်နေပြီးတော့ဒီမင်းမိဘွားရောက်သွားတဲ့အခါမှာတော့ဒီရုပ်ပိုင်းဆိုင်ရာပေါ့နော်။ကလေးလေးချက်ကိုကိုယ်ဝင်ဆောင်ထားပြီးမွေးရဆိုရတော့ရုပ်ပိုင်းဆိုင်ရာကတော့အနည်းငယ်တော့ဟိုပဲပြော ပြောင်းလဲသွားတာပေါ့နော်အလိုဘူးကကြောက်တာဆိုတော့ပြုမှုပြုမှုပြောဆိုနေထိုင်မှုဆိုအမအရင်တော့ဆိုရင်ကလေးချစ်တဲ့တဲ့ဟိုတည်းမပါဘူးပေါ့နော်ဒါပေမဲ့ကိုကလေးမွေးလာပြီးရဲ့အခါမှာကလေးတိုင်းတွေ့သမျှကလေးတိုင်းကိုကိုချင်းစာတက်လာတယ်ငါသားလေးသာဆိုရင်အဲ့နေရာမှာဆိုပြီးတွေ့တက်လာတယ်နောက်ကလေးတွေအရင်ထက်လည်းပိုချစ်လာတယ်ပြီးတော့စိတ်ပိုင်းဆိုင်ရာအရာဆိုလို့ရှိရင်လည်းပေါ့နော်တခုခုပေါ့နော်ကလေးနဲ့ပတ်သက်ပြီးတခြားဝမ်းနည်းစရာမဟုတ်ဘဲနဲ့ကလေးနဲ့ပတ်သက်ပြီးဝမ်းနည်းစရာရှိတဲ့အာမျိုးပေါ့နော်စိတ်မကောင်းဖြစ်စရာမျိုးပေါ့နော်ဥပမာ Facebook မှာဗီဒီယိုလေးပဲဖြစ်ဓာတ်ပုံလေးပဲဖြစ်တော့အပြင်မှာပေါ့နော်ကားမတိုင်မှာအခုဆိုတ ောင်းနေကလေးလေးတွေရှိတယ်။အဲ့လိုမျိုးပေါ့နော်ပုံစံလေးတွေတွေ့ပြီဆိုတာလည်းမခံစားနိုင်ဘူး။ဟိုနောက်ဆုံးနောက်ပတ်ဟိုအစတုန်းကတော့ဟိုမကြည့်ကြည့်ဝမ်းနေတာ။နောက်ပတ်ကျတော့အဲ့လိုဟာမျိုးလေးမိမိဆိုတာလည်းချက်ချင်းအောင်ရွယ်လိုက်တာမျိုးစိတ်လွှဲလိုက်တာမျိုးတွေလောက်လာတာပေါ့နော်။လုံးဝမခံစားနိုင်ဘူး။အဲ့လိုကတော့ပြုပြုပြောဆိုနေထိုင်တာကြောင့်ဟိုဟာပေါ့နော်။အကြီးဆက်ဆုံးဆိုရင်တော့ကိုယ်ရေပေါ့နော်ဖိဖိနဲ့မိမိပေါ့။သားလေးရဲ့လူမျိုးမျိုးနဲ့အတတ်နိုင်ဆုံးသားလေးရှိမှစကားစင်းစင်းတန်းတန်းနေမပြောမိအောင်ဟိုရမဖြစ်မိအောင်အင်းပေါ့နော်။ဟိုညှိနှိုင်းမိခဲ့ရတာပေါ့နော်။တော့ကိုကတော့လင်းရမရရဲ့ပြောစရာရှိရဆိုရင်တော့မှာပဲ။ ကားကွယ်ရကြမှာပဲညီငိုင်းတာပြောဆိုတာမျိုးလုပ်လိုက်တယ်သူရှိမှာတော့ happy type ပေါ့နော် happy family လေးဖြစ်အောင်လို့အဲ့လိုမျိုးလေးပဲပြုမှုဆောင်လို့ပြင်ထိုင်သွားပါတယ် ။အမကအများကြီးကွာခြားပါတယ်။အဓိကကအမရဲ့စိတ်ပိုင်းဆိုင်ရာကွာခြားပါတယ်။စိတ်ပိုင်းဆိုင်ရာကအရင်တော့ကအမကလေးလေးမရှိခင်တော့ဆိုရင်အမကအမမတွေ့ဘူးမလေးအမကလေဒီအနာဂတ်ကိုလည်းမတွေ့ဘူးအတိတ်ကိုလည်းမမတွေ့ဘူးအမကလက်ရှိပြစ္ဆုတ်ပံမှာပဲတည့်တည့်နေရယ်လက်ရှိဘဝအစဉ်ပြေနေရပြီလက်ရှိပျော်နေရပြီအဲ့လိုဆိုတော့အမကအစားစရာစတောက်စရာတွေဆိုလဲဝယ်စားလိုက်တယ်သွားလိုက်တယ်လာလိုက်တယ်ကိုလှဖို့ပဖို့အများနဲ့အဲ့လိုနေရယ်ဒါပေမဲ့ဒီကလေးလေးမွေးပြီးတဲ့အချိန်မှာကျတော့အလို လိုလိုစိတ်ကပြောင်းသွားတာဘလိုလေးပြောင်းလဲသွားလဲဆိုတော့တော်တူဖြစ်လာတာเนาะဘလိုလေးပြောင်းလဲသွားလဲဆိုတော့ဒီကလေးလေးမွေးပြီးဆိုငါကလေးလေးရဲ့ကျမ်းမာရေးချင်ကြီးအဲသူကျမ်းမာအောင်လို့မိဘဘလိုမျိုးသူ့ကိုထားပေးရမလဲနောက်တစ်ခါကျတော့ဒီကလေးလေးဒီဘဝမှာပျော်ရွှင်မှုအတွက်အမတို့မိဘတွေကဘလိုလေးသူ့ကိုမြင်းမြွတ်ကျွတ်လေးနဲ့ပံ့ပိုးပေးရမလဲသူပျော်ပျော်ရွှင်လေးကြီးထွားအောင်လို့နောက်တစ်ခုကသူ့ရဲ့ ပညာရေးပညာရေးကိုလည်းအမားတို့ကမိဘတွေအနေနဲ့ဘလို့ပံ့ပိုးရမလဲအဲ့လိုဟာလေးဒါခေါင်းထဲကိုသူ့အလိုလိုဝင်လာတာဝင်လာတဲ့အချိန်မှာအမကိုကိုယ်တော်အံ့ဩတယ်အဲအရင်တော့ဒီလိုမ ငါမတွေးပါဘူးပေါ့နော်အခုဆိုမှစဉ်းစားလာပြီလေသူ့အတွက်ကိုဘာကြီးလုံးဝမဲဘလို့လေးပလန်ချရမယ်ပညာရေးကိုဘယ်လိုမျိုးပံ့ပိုးပေးရမလဲဆိုတဲ့ဟာတွေကအများကြီးဖြစ်လာပြီဆိုတော့ကိုကိုအံ့ဩပါတယ်ငါတော်တော်လေးကိုတောင်ရှင်းချက်သွားပြီပဲလို့အရင်တော့ဆိုကိုတယောက်အကြောင်းပဲကိုစဉ်းစားတယ်ကိုတယောက်အကြောင်းတော့မှကိုဘဝကိုကိုကတဲ့တယ်ပဲဒီတဲ့တယ်မှာပဲစဉ်းစားတာအရှိလည်းမစိဘူးနောက်လည်းမစဉ်းစားဘူးအခုတော့ကလေးနဲ့ပတ်သက်ပြီးတော့ future အနာဂတ်ကိုအများကြီးအများကြီးစဉ်းစားလာရတယ်။အဲ့လားလေးတော့အမစိတ်ပိုင်းဆိုင်ရာမှာအများကြီးပြောင်းလဲသွားတယ်။ပြီးတော့အမရဲ့လူနေထိုင်မှုပုံစံပေါ့။ပုံစံအများကြီးချိန်သွားတယ်။တခုခုဆိုရင်ကလေးလေးအတွက်စဉ်းစားပြီးတော့ကလေးလေးအတွက်ငါအဲအနားမှာရှိမှရမယ်။ကလေးလေးနားမှာငါမင်းနဲ့ဘာတွေ support ပေးရမယ်။အဲ့ဒီအတွက်အဲ့လားလေးတွေစဉ်းစားပြီးတော့အမအရင်ကလွတ်လပ်နေတဲ့ဥစ္စာတွေကနည်းနည်းလေးကျင်းလာတာပါညီမလေးဘောင်လေးနည်းနည်းကျင်းလာပြီးတော့ကိုယ်ကလေးအတွက်ပဲအမအချိန်အများကြီးပေးဖြစ်သွားတယ်။ အစိတ်ပိုင်းဆိုင်ရာပြောင်းလဲတာဒါခုနပြောခဲ့တဲ့တစ်ပိုင်းပေါ့နော်။ရုပ်ပိုင်းဆိုင်ရာလည်းအမတို့ကအများကြီးပြောင်းလဲသွားတယ်။ရုပ်ပိုင်းဆိုင်ရာပြောင်းလဲနေဆိုတာ ဟိုအသက်အရွယ်တခုကြာလာတာလည်းပါတယ်နောက်တစ်ခါကျတော့ခလေးပုံမှတော့အရန်ကိုခလေးကိုခလေးဝေယာဝေစာနဲ့ရှုပ်နေရတာဟုတ်တော့ခလေးကိုထမင်းစားချိန်ပြီးခလေးလေးရေချိုးပေးချိန်ခလေးလေးရဲ့ကျမ်းမာရေးခလေးလေးရဲ့ဝေယာဝေစာဒါကြီးနဲ့ပဲလုံးပန်းနေတော့အမတို့ကိုယ့်ကိုပြင်းပြင်းစင်စင်ဆိုလည်းတိတ်မရှိဘူးဒီဟာအခုဒီလိုမျိုးအလုတ်လာလို့သာဒီဝန်ထမ်းတွေအကုန်လုံးလည်းဆက်ဆံရလို့သာပေါ့နော်ကိုယ့်ကိုကြည့်ပြရှုပြဖြစ်အောင်ဆိုပြီးတော့အမတို့ကလည်းနည်းနည်းပြင်းပြင်းလေးပြင်းပြင်းစင်စင်လေးနေတာတိုးတော့အိမ်မှာကတော့ လုံးဝကိုဒီပုံစံအတိုင်းပဲသပင်းနဲ့မျက်နှာရည်ဆိုလည်းဒီပုံစံအတိုင်းပဲအိမ်မှာတော့ညီမလေးရဲ့မြင်ကျင်တယ်လို့ပေါ့နော်ညီလိုက်တော့တာပေါ့ကိုကလေးပေါ့ပဲကိုအာယုံဆိုင်တဲ့အတွက်ကြောင့်မို့ရုပ်ပိုင်းဆိုင်ရာလည်းတအားကြီးရှင်းလာရလို့မကိုကိုခံစားရတယ်။ပိုင်းဆိုင်ရာနဲ့ပြောရင်တော့အမသိသလောက်ခံစားချက်တော်တော်လေးလွယ်လာတယ်ပေါ့နော်ခံစားချက်တော်တော်လေးဆိုတာဥမာအရင်တော့ဆိုရင်အဲ baby လေးတွေအပြင်မှာတွေ့ရဆိုရင်တော့အမကလေးချစ်ပေမဲ့အဲဒီကလေးလေးတွေရဲ့ အရင်ဒီပူကိုတိတ်ပြီးတော့မခံစားမိဘူးပေါ့နော်အခုသမီးလေးမွေးပြီးနောက်ပိုင်းမှာတော့ဘယ်လိုဖြစ်လာလဲဆိုတော့ကလေးနဲ့ပတ်သက်တဲ့အဆင်မပြေမှုအဲကလေးလေးတစ်ခုခုဖြစ်သွားတာဥမာလမ်းမှာကလေးလေးတွေကိုနဲ့အတူတူရောင်းနေတဲ့မိခင်တွေတွေ့ရင်ပုံပြီးတော့ပေါ့နော်အဲဒီသမီးလေးတွေအတွက်လည်းပုံပြီးတော့ခုံယူမိတယ်ပေါ့ပြီးွားရင်ဒီကလေးလေးတွေများသောအားဖြင့်ကြိတ်လိုက်တာနဲ့ တခုခု post တက်လာလို့ social media သုံးတာတို့ဘာလို့ဖြစ်လာတဲ့ခါကျရင်ဒီကလေးနဲ့ပတ်သက်တဲ့အိဆာရဲ့တခုဆိုရင် emotion နဲ့ရမ်းလွယ်လာတယ်။လွယ်လာပြီးတော့တခုခုဆိုဟိုငိုချင်တဲ့စိတ်ပေါ့နော်။အဲ့လိုမျိုးကဝမ်းနေတဲ့စိတ်ကပုံပြီးတော့ strong ဖြစ်လာပေါ့နော်။ဒါတတိတနာပြောင်းလဲသွားတဲ့အချက်ပေါ့အမတတိထားမိသားတော့ physical အနေနဲ့ကြတော့ဒီသမီးနဲ့ဒီကြံနဲ့မိသားစုနဲ့အချိန်ပေးရတာ ဒီတမီးနဲ့ချိန်ပေးရတာမှပို့ပြီးတော့များလာတော့ဒီကိုယ့်ရဲ့ physical ဘိုင်းမှာဆိုရင်တိတ်ပြီးတော့ exercise တွေပါတယ်တိတ်မလို့ဖြစ်သေးတာဘာလို့တမီးတွေကလည်းဘုံမှာညံ့နေပြေတာဆိုတော့တိတ်ပြီးတော့ကိုယ့်အတွက်ကိုဟိုရုပ်ပိုင်းဆိုင်ရာတိတ်ပြီးမပြင်ဆင်မိဘူးပေါ့နော်အဲအဲ့လိုမျိုးကိုကိုသတိထားမိတာတော့အဲ့ဒါလေးသတိထားမိရေပေါ့နော်အရင်ဆုံးတော့ရုပ်ပိုင်းဆိုင်ရာပေါ့နော်ရုပ်ပိုင်းဆိုင်ရာဆိုတော့ အရင်ကဆိုလို့ရှိရင်တော့အအမကဒီသဖင်ကအစဟိုအရှိထားတာကြိုက်တဲ့အတွက်အခုဆိုလို့ရှိရင်တော့ဟိုသမီးလေးရတဲ့အချိန်မှာအရင်ဆုံးဒီသဖင်ကိုအရင်ဆုံးဖြတ်လိုက်ရတယ်ပေါ့နော်သဖင်ဖြတ်လိုက်ရအရန်ဝမ်းနေခဲ့တယ်ပေါ့နောက်ပြီးကကြတော့ဒီဟိုအမားမျက်နှာမှာအဖူလေးတွေပေါက်လာတယ်ဟော်မုန်းကြောင်းလဲကြောင့်ပေါ့နော်ဝက်ဆန်လေးပေါက်လာခဲ့တယ်ဒါမျိုးလေးတွေရုပ်ပိုင်းဆိုင်ရာလေးတွေ တော်တော်များများပြောင်းလဲသွားတယ်ပေါ့နော်။နောက်ပိုင်းကျတော့စိတ်ပိုင်းဆိုင်ရာအနေနဲ့ဆိုလို့ရှိရင်တော့ဒီတမီလေးရရှိပြီးတော့မှအရန်ခံစားတွေ့ခံစားတက်လာတယ်ပေါ့နော်။ခံစားလွယ်တယ်၊ထိခိုက်ရှာလွယ်လာတယ်။ဘာလို့လဲဆိုတော့တစ်ခုခုကိုတွေးလိုက်ပြီးဟိုတမီလေးနဲ့ရွယ်သူလေးတွေးလိုက်ပြီးဒီကလေးလေးကကိုတမီလေးများဖြစ်နေဖြစ်နေခဲ့ရင်ကိုတမီအရွယ်လေးပါလားဆိုတော့သူတို့လေးတွေကိုတွေးပြီးတော့ကိုချင်းစာတက်လာတယ်။အဲ့လိုမျိုးလေးဖြစ်ပြောင်းလဲသွားတယ်ပေါ့နော်။ အာတမီလေးကိုယ်ကိုချာချီတဲ့အချိန်ကကိုဗစ်ကာလလည်းဖြစ်တော့ work from home လုပ်ရတာကြီးများရယ်ပေါ့နော် work from home အဲ နေနဲ့လုံနေတဲ့အချိန်တော့အတွင်းမှာမမဒီ work from home ဖြစ်တဲ့အတွက်လည်းဒီညနေညအထိတောင်လုံရတဲ့အပိုင်းခြားလေးရှိရဲအဲ့ဒီအချိန်မှာဆိုလို့ရှိရင်အမ break fee တင်လည်းလုံရတဲ့အချိန်တွေတော့ဆိုတော့အလုံးလုံးရေးတစ်ဖက်နဲ့ဒီကလေးကို note တိုက်ရတဲ့အချိန်လေးတွေရှိခဲ့ပေါ့နော်အဲ့ဒီအချိန်လေးဆိုအရင်ပြင်ပန်းခဲ့တာဟိုကို့မှာအလုံးတစ်ဖက်နဲ့ဒီကလေးလည်း note တိုက်ရတဲ့တစ်ဖက်နဲ့မှာဟိုအရင် struggle လုံရတယ်ပေါ့နော် ်ညအချိန်ငိုချုပ်တဲ့အထိလည်းလုပ်ခဲ့ရတယ်ဘာလို့လဲဆိုတော့အမားတို့က service line တွေဆိုတော့ testing ဆန်းရတဲ့ line တွေလုပ်ခဲ့ရတာဆိုတော့လေအဲ့လိုမျိုးခက်ခဲလေးရှိလာတယ်နောက်ပိုင်းကလေးဒီကြီးလာတဲ့နောက်ပိုင်းမှာလည်းဒီအခုလေးနေဆိုတော့ကျောင်းကြီးရွယ်ဖြစ်လာပြီကျောင်းကြီးရွယ်ဖြစ်လာတဲ့အချိန်မှာအမားကအဲကလေးကျောင်းသွားပို့လို့အတွက်ထမင်းဟင်းချက်ပြုတ်ရတာအစဒါလေးတွေကိုပါလုံးလာရတာဖြစ်တဲ့အတွက်အလုံးတစ်ဖက်နဲ့လုံးလာတာတော့တော်တော်လေးတော့အဲ့လိုမျိုးလေးတော့ခက်ခဲလေးတော့ဖြစ်ခဲ့တယ်ဒါပေမဲ့အဲ့ဒါလေးတွေကိုဩ ဒီယုံကနေပြန်ရောက်သွားတဲ့ခါချလို့ရှိရင်တမိလေးမျက်နှာပြင်ပြီးသွားတဲ့ခါချတော့အာဒီအားတွေကလုံးဝဟိုလုံးဝတော့ net ချီမရှိတော့ဘူးဗောနော်ဒီအလုံးမှာပြင်ပန်းခဲ့တာတွေလည်းမရှိဘူးဟိုအိမ်မက်ရောက်သွားပြီဆိုတာနဲ့ဒါတွေအားလုံးကတမိလေးမျက်နှာတစ်ခုတည်းနဲ့လုံးဝပြတ်ကွက်သွားတာအရင်တော့တမိလေးမရှိခင်တော့အမတော့အမအများတော်အဖြစ်တော့ဘယ်လိုပြောမလို့ walk ကိုလှုပ်လှုပ်ကတာပို့ပြီးတော့စိုက်တယ်စိုက်တယ်ဆိုတော့အများတော်အဖြစ် လောဂိုဟောလိလိုပုံစံမျိုးတော့မတခိုင်ကြရတချို့ပြောကြတယ်ပြီးတော့အမားလုပ်တဲ့ဟာလည်း financial ဘိုင်းဖြစ်နေတော့အဲ့စည်ရင်မကိုက်မချင်းကို net store ကို emotion နဲ့ထည့်တာများတယ်ဒါပေမဲ့တမီးလေးကိုဝင်ဆောင်တဲ့ချိန်အစပြီးတော့ဟောသူ့တော်တော်အချိန်ပို့ပေးရမယ်ပေါ့နော်အဲ့လိုမျိုးဆိုတော့တော်တော်တော့ ်ဘောက်ပွက်ကိုပြင်ပြဆုတ်ခါတယ်။ဒါဆိုတော့ကို့အနေနဲ့ကအလုံးမှာအရင် concentration ထားတဲ့လူဖြစ်တော့ဒီ balance ညီအောင်လို့ဟိုသမီးစားတဲ့ကိုဝင်ဆောင်တဲ့ချိန်ကတော်တော် train ခဲ့ရတယ်ပေါ့နော်။ train ခဲ့ပြီးတော့နောက်ပိုင်းသမီးလေးရတဲ့အချိန်မှလည်း ဒီသမီးအတွက်ပဲပို့ပြီးတော့ပူဇော်ပေးပြီးတော့စဉ်းစားဖြစ်တာတွေပို့များလာတယ်ပေါ့ဒီ work and life balance ဖြစ်ဖို့အတွက်ကတော့အခုတတိယတော့စူးစမ်းနေမှာပဲဆိုတော့အလုံးပိုင်းရောက်သွားတဲ့ခါကျရင်ဒီအလုံးရဲ့ move ကဝင်သွားရင်အချို့ကိစ္စတွေဆိုရင်သမီးအတွက်လွတ်ပေါ်မှာဆိုလို့ပေါ့နော်အားကြောင့်မို့တစ်ခါကျရင်သမီးအတွက်ဆိုရင်တော့ဘာလေးလောက်ကမဲ list လေးချမှတ်တယ်ချမှတ်ပြီးတော့မှဒီနေ့ဆိုရင်တော့ငါဘာလေးတော့သမီးကိုတော့ဒီတော့အတွက်မှာတော့ပြေးအောင်လုပ်ပေးရမယ်။ဘာလို့ဆို balance ညာလို့လောက်ကတော့အိတ်မလွယ်ဘူး။ဘာလို့ဆိုအမားတို့အနေနဲ့ စေရမိုင်းသမားဖြစ်တော့ပို့ဆိုတယ်သူ့အနဲ့သူ့ဘပိုးတင်းချိန်လေးရလဲပြန်ပြီးတော့ရှိနေတော့လေဟိုသမီးအတွက်ကိုအချိန်ပေးဖို့အတွက်ကိုတော်တော်ကို balance နေအောင်တော့လုပ်ရတယ်ပေါ့နော် ဟုတ်ခက်ခဲရတော့ကြုံတာပေါ့နော်ဟိုပုံမှန်ကိုပေါ့နော်ဒီအိမ်မှာနေပြီးထင်ရတဲ့မအမေမေတွေကမှပဲခက်ခဲရှိတယ်ပေါ့သူလည်းအိမ်လုံးနေပေါ့နော်ဒီခက်ခဲရှိတယ်ကျွန်မမတို့ကကြောင့်အိမ်အလုံးမလုံးပဲနေဒီပေါ့နော်ဒီအလုံးပေါ့နော်အပြင်လုံးလာလုံးပြီးတော့ကလေးလေးနဲ့ညီရမောကင်းမဖြစ်တဲ့အချိန်မှာပေါ့နော်အများကြီးခက်ခဲမှုရှိတယ်အဲပြီးတော့ဟိုအမသားလေးကထူးရပေါ့နော်အိမ်ငဲတာပေါ့နော်အိမ်ငဲတဲ့ကလေးလေးမှပါတယ်အဲ့ခါကျတော့ तू ကဟိုညဘက်တည်ဆိုရင်အမအလုံးပြန်လာပြီဆိုလို့ရှိလို့ရှိရင် तू ကတန်းပြီးတော့အမအစီကိုတိုက်ကက်ပြီးတော့လောက်ကသူကမအိမ်တော်မိုးလင်း၄နိုင်လောက်ထိပေါ့နော်အဲ့လို ခါပြန်ကိုမမလက်ဖန်ကြရင်အလုပ်အတွက်မီတင်အတွက်ပြင်ဆင်စရာတွေရှိတယ်။မကွန်ဘာမှပြင်ဆင်နိုင်ဘူး။ तू ကလုံးဝမအိပ်ဘူး။ तू ကမနက်ခင်းမိုးလေနှစ်နာရီလေးနာရီလောက်မှအိပ်သွားတယ်။အဲ့ तू ကကြောင့်မနက်ခင်းရုံးသွားပြန်ထားရဆိုအဲ့အချားပါလေ။အများကြီးစိတ်ကူပေါ့နော်။ခိုင်အောင်လုပ်ခဲ့ရတယ်။ဟိုပေါ့နော်။သားမင်းကဖက်ပြီးငူခဲ့ရတဲ့ညလေးအများကြီးပဲ။အရင်စစ်မြစ်တာပေါ့နော်။ကိုယ်ကောင်းလည်းချစ်တယ်။ तू မအိပ်တော့လည်းဘလို့မှကိုကိုလုံးလုံးမရအောင်ဖြစ်နေတာပေါ့နော်။ဆိုတော့အလုပ်ရဲ့ pressure တစ်မျိုးခလေးရဲ့ pressure တစ်မျိုးပေါ့နော်။အဲ့မှာအခက်အခဲဆုံးလဲဆိုတော့ခလေးချက်မကြီးမကောင်းတာပေါ့နော်။ခလေးဆိုတာမျိုးကညီမကောင်းတဲ့ခါကျ ိုင်မမေမျိုးကတ်တယ်လေဟိုတားလေးမျိုးမကောင်းဖြစ်တဲ့အခါမှာကိုမမေမျိုးကတ်တယ်မမေရုံးသွားပါနဲ့လားလို့ပြောတဲ့အချိန်မျိုးမှာအဲတားလေးရဲ့မမေသားပြအလုပ်သွားလို့ရအောင်မယ်ဆိုပြီးတော့အမရဲ့မမေပေါ့နော်အဖွားနဲ့ပဲထားခဲ့ရတဲ့အခါမျိုးခလေးမိုးပြီးချိန်ခဲ့တဲ့အခါမျိုးလေးရှိတယ်အဲ့လိုအခါမျိုးကတော့စိတ်ထိခိုက်ရဆုံးမရှိအဲ့ဒါလေးကိုတညံ့ခံအောင်လုပ်ပြီးတော့ဟိုအလုပ်ကိုရှေ့ဆက်ပြီးလုပ်လုပ်လာတာပေါ့နော်ဒါအတွက်ရှိရပါတော့အများကြီးပဲအများကြီးပဲဆိုတော့အမတို့က ခလေးလေးနဲ့နှစ်ယောက်တည်းတဏီကုန်နေပြီးတော့ခလေးကိုပဲအချိန်ပေးနေရတဲ့အလုပ်တစ်ခုပဲမဟုတ်ဘူးအမတို့ကတစ်ဖက်မှာလည်းအပြင်လောက်ကလုပ်နေရသေးတယ်အပြင်မှာမတို့ကအလုပ်လုပ်နေတဲ့ walking mother ဖြစ်နေတယ်အဲ့တော့ကြောင့်မို့မနေ့9နိုင်ရနေ9နိုင်အလုပ်လုပ်တယ်အင်ဂျင်ရောက်ပြီဆိုရင်အမတို့ကသူများတွေအတွက်ကတော့ဒီချက်ဒါအလုပ်ပြီးသွားပြီအလုပ်ပြီးသွားလို့အင်ရောက်တယ်အင်ရောက်ဒါသူတို့ကစိတ်ကြိုက်သူတို့အတွက်အားယူခွင့်ရှိတယ်ခလေးမရှိရဲ့မိခင်ကြီးပေါ့သူ single ောက်မလေးတွေရောပေါ့နော်သူတို့ဘလို့အနားယူလဲသူတို့အစားစားရင်းနဲ့အနားယူမလားသူတို့ entertainment ကြည့်ရင်းနဲ့အနားယူမလားသူတို့အတွက်ကအနားယူဖို့အတွက်အချိန်နဲ့ရှိတယ်အမားတို့ကကြတော့အပြင်လုပ်ငန်းပြီးတယ်အိမ်ပြန်ရောက်တယ်ကလေးလောက်ကိုပြန်စားတယ်ကလေးလေးတနည်းကိုသူ့ရဲ့ activity ကိုအများရှိရသူလို့မေးရတယ်ဒီနေ့သူဘာတွေစားလဲဘာတွေလုပ်လဲသူတို့ကပြန်ပြောပြတာနားထောင်ပြီးတော့အမားတို့ကညဘက်အတွက်ကိုပြန်ပြီးတော့ plan ပြန်ဆွေးရတယ်ဟုတ်ပြီကလေးအဲ့ဆိုညနေလေးကဒါစားခဲ့တယ်အဲ့ဆိုဒီညဆိုတော့တမီးကဒါလုပ်ပေးရမှာပဲဆိုပြီးတော့အမအဲ့လိုလေးတွေလုပ်တယ်သူ့ရဲ့တခြားဝေယဝိစာလေးတွေအမတို့ ိုလျှောက်ပြီးတော့လုပ်ပေးတယ်။အဲ့တော့လူကအပြင်လူထက်ပို့ပြီးတော့အမားတို့ကပို့ပင်မှန်းတာပေါ့နော်။အလောက်ကအမားတို့ကအပြင်လုံးလဲလောက်ရသလိုခလေးလုံးလဲလောက်ရဆိုပို့ပင်မှန်းတယ်။အဲ့ဒါကပင်မှန်းတာကအဖေရောအမေရောပင်မှန်းတယ်ဆိုပေမဲ့အမိခင်ကပို့ပြီးတော့နှစ်ဆပို့ပင်မှန်းတယ်။အဲ့ဒါကခလေးရှိရဲ့မိခင်တိုင်းသိတယ်။ အမေကပုံပြီးပြင်မှန်းတယ်အဖေလည်းပူပါတယ်လုတ်ပေးကြပါတယ်သို့တော့ခလေးဒီငယ်တဲ့အချိန်မှာအဖေနဲ့အမေဆိုသူကအမေကိုပုံပြီးကတ်တယ်အမေကိုပုံပြီးခင်တွေ့တာပေါ့နော်ဒါနုမပြက်ခင်တော့ဆိုပူဆိုးတယ်နုပြက်သွားပြီမဲ့လေခလေးကငယ်သေးတဲ့အတွက်ကြောင့်မို့အမေကိုပုံပြီးခင်တွေ့တော့အမတို့ကအဖေလေးထက်အမေကလေနှစ်ဆအများကြီးပြင်မှန်းရတယ်ဒါပေမဲ့ပြင်မှန်းလဲအမတို့ကဘာနဲ့ပြန်ပြင်လဲဆိုတော့ခလေးလေးတွေဒီလိုငယ်ငယ်လေးတွေတုန်းမှာပဲအမတို့ကိုကတ်တာ ကလေးကအရွယ်တစ်ခုရောက်သွားရင်မိဘကိုအဲ့လောက်မကတ်တော့အဲ့လိုမျိုးဆိုတော့ဒီအရွယ်လေးပဲငါတို့ကိုကတ်တဲ့အချိန်မှာငါတို့ကကလေးပုံကိုမိဘဝတ္တရားမဖြစ်သေးရမှာအဲ့ကြောင့်မို့ငါတို့အစွမ်းကုန်ပင်မလဲပဲဒါလုံရမယ်တောင်းလို့ကလေးဆိုတာအမားတို့ကမားတို့စီကိုတို့ကလာတာမဟုတ်ဘူးအမားတို့ခေါ်ထားတာကလေးတို့သူမားတို့စီမလာဘူးအမားတို့ကကလေးကိုလူချင်းတို့ကိုခေါ်ထားရဖြစ်တဲ့အတွက်ကြောင့်မို့အမားတို့မှာမိဘဝတ္တရားအပြည့်ရှိတယ်မိဘဝတ္တရားအပြည့်ရှိရမယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မို့အဲ့ဒါလေးနဲ့လည်းအမပြန်ပြီးတော့ပင်မနာလေးကိုပြန်ပြီးဖြေတယ်ပေါ့ လေးဒီငါတို့ခေါ်ထားတဲ့အတွက်ကြောင့်မို့ငါတို့လုပ်ပြရမယ်တာဝန်ရှိရယ်နောက်တစ်ခုကကိုကလေတဏီကုန်ဘလောက်ပဲပြင်းမှန်းနေပြီစီအိမ်ရောက်လို့ရှိလို့ရှိရင်လေခလေးကတဏီကုန်အမေနဲ့ခွဲနေရအမေကိုမြင်လိုက်ဦးရပါရမမေးဆိုပြီးပြေးလာတယ်အမလည်းကလေးကိုမြင်အသေးအံပေါ့နော်ဟာသမီးလေးဆိုပြီးတော့ဒီနေ့အစဉ်ပြေးရလားဘာစားလဲပေါ့လေအဲ့မှာလေအမတို့ကတဏီကုန်လောက်ရတဲ့အမောကပြေးသွားတယ်အိမ်ရောက်တော့ကိုပြင်းမှန်းတော့ပြင်းမှန်းတာတပိုင်းပေါ့ညီမလေးရယ်ဒါပေမဲ့ ဒီကလေးရဲ့မျက်နှာလေးနဲ့ကလေးရဲ့မပီကလာပီကလာပြောတာလေးတွေကြတော့ကိုကစိတ်ကတမျိုးပြေသွားတယ်အဲ့တော့ပြင်းမလားဆိုတော့တအားပြင်းမှန်ပါတယ်အဖေတက်ဆိုင်အမေကနှစ်ဆသုံးဆပိုပြင်းမှန်ပါတယ်ကလေးမျက်နှာကြည့်ပြီးတော့ပဲမတော်ဒီလိုပဲပြင်းမနာလေးပြောက်ပြီးတော့ဖြတ်ကျော်ခဲ့ရတာပေါ့နော်ကူကူလေးကအခုနှစ်နှစ်ရှိသွားပြီနှစ်နှစ်ရှိသွားပြီဆိုတော့ကူကူလေးနှစ်နှစ်နဲ့ကိုက်ညီတဲ့စာလေးတွေဆိုအမကူကူလေးကိုတင်ပေးတယ်စာလေးတွေပေါ့နော်အမတင်တတ်တဲ့လောက်ပေါ့တင်ပေးတယ် ကူကူလေးကညံကောင်းတယ်ကူကူလေးမှမဟုတ်ပါဘူးဒီဘက်ကိတ်ကလေးကညံကောင်းကြပါတယ်မှတ်ယူနိုင်တဲ့စွမ်းရည်အရန်ကောင်းတယ်ပေါ့နော်မနဲ့တင်လိုက်တယ်ညနေကျရင်ကူကူလေးကပြန်တည်တယ်ပြန်ပြောတယ်အာအမစာလေးတွေတင်တယ်ပြီးကူကူလေးကအမအပြုတ်မူလေးပေါ့တမီလေးဒီလိုမျိုးလေးလမ်းလျှောက်ရတယ်နော်ဒီလိုလေးဘသူ့ဆိုမရရဘူးပြောထားတယ်သူမှတ်ထားတယ်ပြီးရင်ဘသူလာရင်ဘလို့နှုတ်ဆက်မယ်နော်ဘသူကပစ္စည်းလေးတစ်ခုပေးလိုက်ရင်တမီကဘလို့လေးပြန်ပြောရမယ်နော်အဲ့လိုလေးအမပြောရင်ကလေးလေးကနောက်နေကြတယ် ပြန်ပြောတယ်အဲ့တိုင်းလေးအဲ့ရောက်လို့ရှိရင်အမအရန်ကိုပျော်ရတယ်အရန်ဝမ်းသာတယ်အဲခလေးလေးကျန်ငါမနဲ့ကမှတင်လိုက်တယ်မင်းကမှတင်လိုက်ရဲ့ချက်ချင်းပြန်ပြောတယ်အဲ့ချိန်ဆိုအမတအားပျော်တယ်နောက်တစ်ခုကကျတော့ကိုသမီးလေးအတွက်တအားကူညီတာပေါ့နော်ဘလို့ကိုလို့ဆိုကလေးလေးကညံကောင်းလိုက်တာဇင်မာလိုက်တာငါပြောတဲ့အတိုင်းသူပြန်ပြောတယ်နောက်တစ်ခုကကြတော့ကူကူလေးကနှစ်နှစ်အရွယ်လေးနဲ့နှစ်နှစ်ဆိုပေမဲ့ပေါ့နော်ဒီနှစ်နှစ်အရွယ်လေးနဲ့သူကမေ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 ကိုချစ်လိုက်တာအဲမေ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 ကိုအဘွားပေးခြင်းနဲ့ ခလေးကျင်လည်းသူကအပြင်မားညီမလေးရဲ့အမအားဆချင်မှလှလိမ့်မယ်ဒါပေမဲ့ခလေးကသူ့မျက်စိထဲမှာခါကျရင်သူ့မေလှနေလို့နဲ့တူပါတယ်မမေချစ်စရာလေးအဲ့လိုလေးပြောရဲပေါ့နော်မမေချစ်စရာလေးမမေကဘာပေးချင်လိုက်တာအဲ့လိုမျိုးလေးလာပြောတဲ့ခါကျရင်အမတအားကိုအတိုင်းမသိဝမ်းသာရတယ်အမပြန်စဉ်းစားကြည့်တယ်အိုးကိုမွေးထားတဲ့ခလေးလေးဒီရွယ်လေးနဲ့ကြည့်ပါဦးဒါလေးတွေသူပြောတတ်နေပြီဒီလိုလေးတွေသူအမေပေါ်ပြန်ပြီးတိတ်တတ်နေပြီအဲအဲ့လိုမျိုးလေးတွေဆိုရင်အမအရန်ကြည့်လို့ရပါတယ်ပြီးတော့အရန်ကိုလည်းအမ ကုသမီလေးတွေလည်းဂုံယူတယ်ပေါ့နော်ကလေးလေးဟိုဘေဘီလေးကိုပေါ့နော်ရှူဖို့လေးကိုစမွေးတဲ့အချိန်ကလေးဟိုကအရန်သမီးလေးကအရန်ဟို ဖြူဖြူဖွေးဖွေးလေးဆိုအရင်ချစ်ဖို့ကောင်းတာပေါ့နော်ချစ်ဖို့ကောင်းတာတကူဆိုလို့ချင်းဈေးထိုးပါညာဆိုလို့ချင်းဆီယာမတွေကနေပြီးတော့မှအေးဒီကလေးလေးကချစ်ဖို့ကောင်းလိုက်တာလှလိုက်တာဘသူသမီးလေးလဲဆိုပြီးတော့ပေးချင်ခံတဲ့ဒီလာလာကြည့်ကြတဲ့အခါမျိုးလေးရှိရပေါ့အဲအဲ့ခါကြလို့ချင်းသူကလည်းပြန်မေးတဲ့ခါကြလို့ချင်းအော်ဖေဖေမေမေလားဒီဟာလေးတွေကပေါ့နော်ဒီကလေးလေးရဲ့ဖေဖေမေကအမားတို့ကလားလို့ပြောရင်ဒါအရင်ပီတီဖြစ်ရပေါ့နော်ဘာလို့လဲဆိုတော့သမီးချောလေးရတာလေဆိုပြီးတော့ပီတီဖြစ်ရတယ်နောက်သမီးလေးဟိုကြီးလာတဲ့ခါကြလို့ချင်း ေနဲ့အခုဒီလေးနှစ်တွင်းပေါ့တီတီတတာလည်းကောင်းကောင်းပြောတတ်နေပြီစကားရည်လည်းအရန်တတ်နေပြီအဲ့ဒီအချိန်မှာသူကမေမေကိုတအားချစ်ချောင်းပြဘလို့ချစ်ချောင်းပြရလဲဆိုရင်မေမေအရန်ချစ်တာပဲမေမေရုံးကပြန်လာပြီဆိုလို့ရှိရင်မေမေမဟုတ်ပါလားအဲမပါဘူးမေမေဆိုလို့ရှိရင်လည်းသူစိတ်မကွက်သွားဘူးအဲ့ဒီခါကျလို့ရှိရင်လည်းသူကမေမေကိုချစ်တာပဲဆိုတဲ့အကြောင်းကအမြဲနေ့တိုင်းပြောရပေါ့နော်အဲ့လိုမျိုးလေးပြောတဲ့အတွက်အရန်လည်းပြီးပြီးပြရအရန်လည်းကုန်ပြတယ်ပေါ့ အဲဂုံယူရတော့ဆိုအမသားလေးရလည်းအရင်ကြီးပေါ့နော်ဟိုအသက်ခဏလေးပဲရှိသေးတယ်အခုမှ grade 1ဖြည့်ထားဆိုတော့ဟိုအများကြီးပြပြဆရာတော့မရှိဘူးဂုံယူရဆုံးဆိုတော့2မျိုးပေါ့နော်အမသားလေးပဲအမဂုံယူရဆုံးကတော့ဆရာပြောတယ်လို့ပေါ့နော်ဒါအမသားလေးရဲ့အစမ်းပေါ့နော်သူ့မြင်လိုက်တာနဲ့အမသားလေးနဲ့မြင်ရရတူးဆိုတော့မှတ်ရလဲတွေ့တယ်အဲသူ့ရဲ့ဟိုပေါ့နော်သူ့ရဲ့စမ်းရပေါ့နော်မြင်လာလဲသူ့ချစ်ဖို့ကောင်းတယ်ဆိုတော့အဲအင်းရဲ့ message လေးအမကိုရတယ်ပေါ့နော်နောက်ပိုင်းကလို့ရှိရင်အမကိုအမကရတူးမြင်မြင်ဆိုတာလည်းပဲတောင်းလာတယ်ပေါ့နော်အမနာမည်ထည့်ပေါ့နော်အဲရတူးမြင်မြင်လားအော်ရတူးမ ုံလိုတွေ့ဘူးချင်းနေတာဟိုယဒုကိုချစ်တဲ့အတွက်ကြောင့်အာယဒုမမီကဘာလို့လဲဆိုတာသိစေချင်တာပေါ့နော်အသိချင်တာပေါ့အဲ့လိုမျိုးလေးတွေဖြစ်လာတယ်ပြီးတဲ့အခါမှာအဲ့လိုသွားလိုက်ရတယ်မှာမျက်နှာပေါ်မှာဟဲ့ဒီကလေးပြချစ်ဖို့ကောင်းလိုက်တာဆိုရအမျိုးချွန်လိုက်တာအဲ့လိုမျိုးကြောင့်မိခင်နေနေပီတိဖြစ်ရတယ်ပေါ့နော်နောက်ပြီးတော့အမလည်းအများကြီးအစိုးရကြောင့်ပဲထားတာပေါ့နော်ဒါမှမဟုတ်အမသားလေးရပေါ့နော်ငယ်ငယ်လေးကအဲသူတပုံဝင်ပြန်နေပေါ့နော်သူသူငယ်မတော့ဝင်ပြန်နော်တပုံအားစုရတယ်နောက်အပြင်ပေါ့နော်အစ်ကလေးပေါ့နော်ဒီအပြင်ကျောင်းလေးပတ်တိုင်းထားတဲ့ကောင်လည်းပတ်တိုင်းမှာသူပေါ့နော်သူအကောင်းလဲဆိုလေးတခုရခဲ့တယ်သူတွေ့ကုန်ယူရပေါ့နော်နောက် ကကျတော့အမဘားလေးနဲ့ပတ်သက်ပြီးအမကိုအမခုံယူရဆိုရင်တော့မိခင်တို့တိုက်ကြည့်ရပါဘောနော်ဟိုခုခင်မှာပေါ့နော်တော်တော်များများကခလေးကိုဆိုရင်တို့တိုက်တာတစ်နှစ်တစ်နှစ်ခွဲလောက်ဒီပြင်တို့တိုက်တာပေါ့နော်အမတို့လိုမျိုးအလုံးလုံးနဲ့မိခင်နေဆိုရင်ပိုဆိုးတာပေါ့နော်အလောက်ကတစ်ဖက်အဲခလေးတစ်ဖက်နဲ့ဆိုတော့ဒီမဖြစ်မနေဘူးတစ်နှစ်တစ်နှစ်ကြော်ကြော်လောက်လေးပဲတိုက်ပြီးတော့ပဲနားလိုက်ကြမင်းများတယ်ပေါ့အဲ့အမတော့မရဘူးအမအရန်ပြင်ပန်းလာလဲတည်ဒီမဲ့တာအမဖိုက်ကိုဝင်ဆောင်ရတဲ့ငါသားလေးကသုံးနှစ်ချီမိခင်တို့ရအောင်တိုက်မယ်ဆိုရဲသုံးဖက်ချက်ကိုရအောင်လုပ်နိုင်ခဲ့တယ်ပေါ့အဲ့တခုကတော့အမကိုအမပြင်တွေ့တိုင်းလိပ်ပြတတ်တတ်နဲ့အဲကို သားလေးပေါ်မှာတောင်းကျေလို့ခံစားရတယ်။မကြမကြလဲအမသားလေးဥမာကုတီပပြဖြစ်တယ်။မိမိကတော့အလုပ်တစ်ဖက်နဲ့သားကိုအရန်ချစ်လို့နော်၃မိနစ်တိအောင်လုတိုက်ခဲ့တာနော်ဆိုပြီးတော့အများအားဥမာသားဥမာသားလေးပြောခဲ့ရပေါ့နော်။အဲ့အတွက်တော့အမကိုအမအမသားလေးပြောဆိုလို့ရပါတော့နော်။ ငယ်လို့အခုမရှိမှလည်းကွာတမီးလေးအတွက်တော့အကောင်းဆုံးဖြစ်အောင်တော့ဥမာသူ့ရဲ့ကျမရေးပိုင်းရောပြီးရင်သူ့ရဲ့ဒီစိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုပေါ့နော်အကောင်းဆုံးဖြစ်အောင်လို့မိမိကတော့ဆွမ်းကုန်တော့ကြိုးစားနေပေါ့နော်တကယ်လို့ဟိုမိမိဘက်ကအလုပ်တစ်ဖက်နဲ့တချို့ကိစ္စလေးတွေမှာဟိုများသောအားဖြင့်တော့တမီးနဲ့အဲ့လိုမနေနိုင်ဘူးမနေနိုင်ပြီးတော့အဲ့လိုမျိုးတွေ့လဲကိုယ်စိတ်ထဲမှာတော့မကောင်းဘူးပေါ့နော်ဒါပေမဲ့အဲ့လိုမျိုးနဲ့ပို့ပြီးတော့ သူ့အတွက်ဘယ်ဟာကပိုစင်ပြေနိုင်မလဲဟိုသမီးတွက်ကိုစဉ်းစားပြီးတော့ပေါ့နော်အကောင်းဆုံးဖြစ်အောင်တော့မေးစူးစမ်းပြီးတော့လုပ်ခဲ့ပြီးပါတယ်ပေါ့နော်ပြီးတော့သမီးလေးတင်းနေမှာပြည့်လို့ရွှင်နဲ့ဒီကြံနဲ့သူတွေ့ကြုံရမယ့် emotion နဲ့အခက်ခဲလေးတွေအဲ့လိုပုံစံမျိုးလေးတွေ overcome လဲဖြစ်လာနိုင်ပါစေဒီကျမ်းမာတဲ့သမီးလေးဖြစ်ပါစေလို့ရှင်မမေ့နေနဲ့အများအား ဟို view design နဲ့ပြုစုပြုထောင်ပေးခဲ့ပါတယ်ပေါ့နော်။မှဒါလေးအချင်းတစ်ခုရောက်လို့ဒီသားဒီ view လို့ဖြတ်ကြည့်ခဲ့ရဆိုလို့ရှိရင်တော့ဒါလေးကိုမိမိပြင်ဆင်လာတာအဲဒါလေးပတ်ဝန်းကျင်မှာရှိတဲ့သူတွေကိုကိုချင်းဆောင်ပုံစံဆက်ဆံပြီးတော့လူကောင်းလေးဖြစ်လိမ့်မယ်လို့မျှော်လင့်ကြည့်တယ်။အမီလေးရေ အာသမီးလေးအခုချိန်ကြီးကျမ်းမာပြောရှင်စာနဲ့ကြီးပြင်လာတဲ့အတွက်မိမရန်ဝန်းတာတဲ့အရန်လေးခုံယူတယ်။သမီးလေးရဆိုလို့ရှိရင်မိမရဲ့ဒီခန္ဓာကိုယ်အပြင်ဘက်ကပေါ့နော်မိမရဲ့အသင်းလုံးနောက်တစ်ခုဆိုလဲမမဘူး။သမီးလေးကျမ်းမာပြောရှင်နေတာကိုပဲမိမအရန်ပြည်တိဖြစ်ရတယ်ခုံယူရတယ်။သမီးလေးနောက်ဟိုဘာခက်ခဲပဲရှိရှိပရာရီနဲ့ပဲရင်ဆိုင်ရရင်ဆိုင်ရကောင်းမွန်စွာကြော်ပြနိုင်ဖို့အတွက်ဒီမိမကသမီးလေးရဲ့အဲဘေးမှာပဲအမြဲဘေးမှာလည်းအမြဲရှိနေမယ်။သမီးလေးရဲ့ရှေ့မှာလည်းအမြဲမမ ားမမဲ့ရက်တီသွားမှာပါအမီလေးကျမပျော်ရွှင်ပြီးတော့ဒီထက်ပိုပြီးတော့ဟိုပညာတတ်ကြီးဖြစ်အောင်လို့ဟိုကောင်းမွန်စွာရှောက်လန်းနိုင်ပါစေအရင်ချစ်တဲ့အမီလေးကူကူလေးနောက်9နှစ်စင်နဲ့အမဗီဒီယိုလေးကိုကြည့်တဲ့အခါကျရင်ကူကူလေးကိုအမကသမီးမမရသမီးလေးအတွက်ကိုစကလုံးတွေအများကြီးနဲ့ပေါ်ပြရင်တော့မလုံလောက်တဲ့မေတ္တာတရားတွေပေးထားတဲ့အမေပါလို့ပြီးတော့သမီးလို့နည်းနည်းအများကြီးချစ်ပါတယ်လို့ ်နောက်တစ်ခုကစူတောင်းစကားလေးပြောခြင်းနေပေါ့နော်မာတာဒီအတွက်ကဘာပေါ်မှာရှိတဲ့အမိတွေအကုန်လုံးကျမ်းမာသက်ရှင်ချမ်းသာသွားနဲ့အသက်ရှင်နေနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။